everyone အားလုံးပဲမင်္ဂလာပါရေကူ insight channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျပန် region TikTok account နဲ့မြန်မာနိုင်ငံမှာငွေဝင်တဲ့သူတွေတော်လေးများနေပြီလို့ TikTok team ကနေပြီးတော့ဘောနောပြောထားတာဖြစ်တယ်ဆိုတော့ဒီလိုမျိုး TikTok Japan region account ကိုဘယ်လိုဖွင့်ရမလဲဖွင့်မိွားလို့ရှင်လဲဘယ်အချိန်နေမှာဗီဒီယိုတင်ရမလဲဆိုတာကိုနန်ဒီရဲ့ဗီဒီယိုလေးမှာပြပြပေးပါမလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမေ့ပါနဲ့နော် ရမဦးဆုံးနေနဲ့ TikTok Japan region အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်တော့ Nano VPN ချိတ်ရပါမယ်။ဆိုတော့ကိုယ့်ရဲ့ဒီ VPN မချိတ်ဘဲနဲ့ဖွင့်မယ်ဆိုလို့ရှိရင်တော့မြန်မာ region ပဲပေါ်လိမ့်မယ်နော်။ဆိုတော့ဒီ BIU BIU VPN ကိုသုံးတယ်။ဆိုတော့အဲ့ဒီမှာ server ထဲမှာအဲဒါ Japan ပေါ့နော် Japan region ကိုကြွေးလိုက်ပါ။ရွေးပြီးွားလို့ရှိရင်တော့ VPN ကိုချိတ်လိုက်ပါ။ တခဏနေတော့စောင့်ပေးရတယ်ပေါ့နော်ဒီနေ့ခဏလေးစောင့်ပြီးပါလို့ရှိရင်အာဒါ VPN ရသွားတာနဲ့နင်တို့ကစပြီးတော့အာ TikTok account ဖောက်ဖို့တွေ့နင်တို့သွားမှာဖြစ်ပါတယ်ကဲပြီးလို့ရှိရင်တော့ Google ထဲမှာဝင်ပါဝင်ပြီးလို့ရှိရင် search တင်ပါ TikTok login ဆိုတာလေးကိုရိုက်ထည့်လိုက်ပါကဲ TikTok login ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးွားလို့ရှိရင်တော့နင်တို့ဒီဟာလေးပေါ်လာမယ်ပေါ့နော် ဲ့ဒီမှာအရင်အရေးကြီးတဲ့ chat တစ်ခုရှိတယ်ဆိုတော့ Google ပေါ့နော် continue with Google ဆိုတာလေးနေပေးပါနေပြီးတော့အဲ့တော့အာဒါ set သွားလိုက်လို့ရှင်တော့ဒါ Japan region TikTok account ပွင့်သွားပါပြီ တော့ဖွင့်ဖို့အတွက် Google account ကိုဘယ်လိုဖွင့်ရမလဲလို့မေးနေတဲ့သူတွေထက်ရှိမယ်ဆိုတာသိရတယ်။ဆိုတော့အရှိမလည်းခဏခဏ Google account ဖွင့်နည်းကိုလည်းတစ်ခါတည်းတွဲပြီးတော့တင်ပေးရပေါ့နော်။ဒါပေမဲ့ဒီတစ်ခေါက်မှပြန်ပြုတ်ပြပေးမယ်။ပထမအောင်ဆုံးနေနေနုက Gmail လေးထဲဝင်ပြရမှာဖြစ်ပါတယ်ဝင်ပြီးသွားလို့ရှိရင်တော့နေနု account လေးထဲကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ add another account ကိုနှိပ်ပြရမှာဖြစ်ပါတယ်အဲ့ဒါနှိပ်ပြီးသွားလို့ရှိရင်နေနု Google ဆိုတာလေးကိုထည့်နေပေးပါအာစပြီးတော့ အကောင့်စာပို့မှာဖြစ်ပါတယ်။အဲ့မှာဆိုလို့ရှိရင်ပထမဆုံးအဆင့်အနေနဲ့ email or phone ဆိုတာလေးပြထားမယ်ဒါပေမဲ့အဲ့မှာ create account ဆိုတာလေးကိုနေပေးပါ။ဆိုတော့အဲ့ create account မှာဆိုလို့ရှိရင် for my personal use ဆိုတာလေးကိုနေပေး first name နဲ့ last name ကိုကိုယ်ကျရဲ့နာမည်ကိုယ်နာမည်ထားလို့ရတယ်ပေါ့နော်။ထားပြီးသွားလို့ရှိရင် name ကိုထည့်နေရမှာဖြစ်ပါတယ်။ ပြီးတော့ရှင်နောက်တစ်ဆင့်အနေနဲ့မွေးနေ့ date ကိုထည့်ပြရမယ်ပေါ့နော်ကိုယ့်ရဲ့ birthday ကိုထည့်ရမယ်အဲ့ဒါကိုတိတိရှာထည့်ပါအဲ့ဒါက TikTok အကောင့်ဖွင့်နေချိန်မှာအရင်ကိုရေးကြည့်ပါတယ်အဲ့ဒါလေးကိုနောက်တော့စပြီးတော့အာထည့်ပြရမှာဖြစ်ပါတယ်ထည့်ပြီးတော့ရှင်တော့ niece ကိုနေပြပါ ကဲအဲ့ဒီမှာဆိုလို့ရှိရင်တော့နိုင်တို့ကကိုယ့်ရဲ့ Gmail အကောင့်ရဲ့ username ကိုထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာလည်းထပ်ပြီးတော့ကိုယ့်ရဲ့အရှိမပြထားတဲ့ first name နဲ့ last name ကိုပေါင်းပြီးတော့ထည့်ပေးပါပြီးလို့ရှိရင် name ကိုနှိပ်ပြီးအ name နှိပ်ပြီးတော့လို့ရှိရင်တော့နိုင်တို့ passport ထည့်ပြီးတော့ Google အကောင့်ကို ဖွင့်တာအရပါပြီ ဒီလိုနီးနန်းနေနေ Google account တည်တည်ချာဖွင့်လို့ရတယ်ပေါ့နော်ဆိုတော့ Google account ပင်သားပြီဆိုလို့ရှိရင် name ရှိမှပြထားတဲ့အတိုင်း TikTok login နဲ့ကိုဝင်ပြီးတော့ Google account နဲ့ဆက်သွားလိုက်လို့ရှိရင်ဒါ TikTok Japan region account ကပင်သားပြီဖြစ်ပါတယ် အခက်ပွေသွားပြီဆိုလို့ရှိရင်တော့ new creator reward program ကို join ဖို့တည်းအရင်ရေးကြည့်ပါတယ်ဆိုတော့ creator reward program မှာရှိရဲ monetization အောင်မှဒါလင်းအနုကဒီဒေါ်လာကြီးဆက်ရမှာဖြစ်ပါတယ်ဆိုတော့အဲ့လိုအောင်ဖို့အတွက်လေ content တွေတခြားဖန်တီးပြီးတော့အလူ review ကြီးများမဲ့အချိန်မှာအနုကဒီ TikTok video လေးတင်ပြီးလို့ရှိရင်တော့ဆင်ပြီးပါတယ် ဒီ view တွေကြီးများအောင်လဲ TikTok မှာဒါပေါ်တော့ဒီ time schedule ကိုတိကျလေးတိဖို့အတွက်အရင်ရေးကြည့်ရေတော်တော်များများကညဘက်တွေတင်တာများကြတယ်ပြီးလို့ရှိရင်လူတွေအနားတဲ့အချိန်ကြီးပေါ့နော်အနေကင်း personal night အဲ့လိုညနေပိုင်း9နာရီ solution တင်တာများတယ်အဲ့လိုချိန်ကျလို့ရှိရင်တော့ view များတယ်ပေါ့နော် video အဆုံးသတ်ချက်ပြအတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ် video မှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ဘိုင်ဘိုင်